ရခမအကြိုက်လိုက်ပေးရတဲ့ချွေးမလေးများဟုတ်ကဲ့ဟုတ်ကဲ့ခမီးခမတ်ကျွန်တော်တို့အခုပဲထွက်လာတော့မှာပါဒီအချိန်မှာမိမဖြစ်သူကိုအတန်ပေးပြီးပြောလိုက်ပါတယ်ကဲမိမရေဘယ်အချိန်ထိကြာနေအောင်မှာလဲကွာမင်းတို့ပြင်လို့ဆင်လို့ပြီးပြီဆိုလို့ရှင်လဲငါတို့တော့ရအောင်မယ်ခမီးခမတ်ငါ့ကိုဖုန်းဆက်နေရလေးကောက်လောက်ရှိနေပြီငါတို့တော့ဘို့အတော်လေးအချိန်လောနေပြီဟုတ်ကဲ့ပါရှင်ကလည်းခဏလေးကျမလာပြီတော့မယ်တော့မယ်ငါတို့ပြင်လို့မပြီးသေးဘူးလားဆိုပြီးတော့အော်နေပြီပြီးရင်တော့ငါတို့ကြောက်နောက်ကြတာဆိုပြီးတော့ပြောနေအောင်မယ် ဒီနောက်မှာတော့သတို့သားဘက်ကသူတွေအကုန်လုံးကကရင်ခုံရင်နဲ့သတို့သမီးအိမ်ကိုသွားကြပါရယ်ခဏကြာမှပဲလက်ထပ်ပွဲပြီးစီးသွားခဲ့ပါရယ်အိမ်မှာတော့ရခတိရခမခဲအိုလင်းကြီးမတို့ရှိကြပါရယ်သူတို့လည်းဒီလိုပဲနေထိုင်လာကြရင်လည်းအချိန်တနည်းကုန်ဆုံးသွားခဲ့ပါပြီတရမရခမဖြစ်သူကချွေမအကြီးကိုပြောပါရယ်ချွေမအကြီးရေလေအိမ်ကိုရောက်လာတဲ့ချိန်ကစပြီးအိမ်တအိမ်လုံးရဲ့တာဝန်တွေကိုနင်တယောက်ပဲယူထားပေးခဲ့တယ်နော်အမေဒါကတော့ကျမရဲ့တာဝန်လေကျမအားလုံးအခုလိုမျိုးစောက်ရှောက်ပေးရတာသဘောကျပါရဲ့ရှင် ပြီးတော့အိမ်မှုကိစ္စတွေအားလုံးလုပ်ရမယ်ဆိုတာကမိန်းကလေးတယောက်ချင်းစီရဲ့တာဝန်ပဲလေးမေရဲ့ကရအကြမှာရောက်ခတိဖြစ်သူကလည်းချွေးမလေးကိုလှမ်းပြောပါရီချွေးမလေးရဲ့ချွေးမလေးဗမာလဲချွေးမလေးရဲ့ကဲမနက်စာပြင်းစင်းတော့မပေးသေးဘူးလားကွာချွေးမငယ်လေးကတော့ကိုချင်းတီအဲ့ဒီတုံးလဲတွေ့ပါရဲသူကတော့လေဘယ်သူကောမှစိတ်မပူဘူးကြံတဲ့သူတွေဘာလုံးနေလဲဘာစားနေလဲဆိုတာကိုတော့သူကစိတ်ကောမဝင်စားတာဟိရောက်ခတိရဲ့ဖြစ်သူစကားအတန်ကိုကြားခဲ့ရတဲ့အခါမှာချွေးမလေးကတော့ထမင်းတွေကိုအမြန်လုံနေခဲ့ပါရီ အားလုံးတို့မနက်စောပြင်ဆင်လို့ပြီးပြီဆိုတာနဲ့ဒီမအိမ်တန်းရှင်ရင်လို့ရပါတယ်အလုပ်တွေအားလုံးပြီးတော့လည်းမနာရပါဘူးမိသားစုတွေအားလုံးစားတော့ဖို့အတွက်နေ့လယ်စာထမင်းဟင်းကိုတစ်ခေါက်ပြန်ပြင်ဆင်ပါတယ်အလုပ်တွေအားလုံးပြီးစီးသွားခဲ့တဲ့အခါမှာတော့၃နာရီအောင်ချိုးသွားပါပြီချွေးမရေလေးကတော့ကိုချိန်ဒီအိယာကမထအသေးပဲကောင်းကောင်းအိပ်ပျော်နေသေးပါပဲသူမရဲ့အမှုအကျင့်တွေကြောင့်မိသားစုဝင်တွေအကုန်လုံးလည်းစိတ်ပြတ်နေကြပါတယ်ဒါပေမဲ့လည်းသူမချမ်းသာတဲ့အိမ်ကရောက်ရှိလာခဲ့တဲ့မိန်းကလေးတယောက်ဖြစ်တဲ့အတွက် ်မိသားစုတွေကဒီမကိုအလိုလိုက်ထားကြပါတယ်ဘာတခေါ်မှလည်းမပြောကြပါဘူးတရမစုမန်ကချွေးမနှစ်ယောက်လုံးအတွက်ဝစ်ဆောင်တွေဝယ်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်ချွေးမလေးတို့ရဲ့ချွေးမလေးတို့ချွေးမအကြီးနဲ့ချွေးမငယ်ထွက်လာကြအောင်လေနေတော့တဲ့အောင်လုံးဘယ်ကိုရောက်နေကြတာလဲဒီမကြည့်စမ်းနေတော့တဲ့အောင်လုံးကျောင်းငါပွဲတက်ခါဝဲလေးတွေဝယ်လာပေးခဲ့တယ်အတန်ကြာတာနဲ့ချွေးမနှစ်ယောက်လုံးလည်းအပြုံထွက်လာခဲ့ကြပါတယ်ဒါနဲ့ချွေးမကြီးရေနေရဆက်ချုပ်တက်တယ်မလား ငါနေတော့နေရောက်အတော်ဝစ်ဆောင်နေဝဲလာခဲ့ပေးရဲ့ဝေးကြည့်ပြီးမတော်ဘူးဆိုရင်တော့ပြန်တီလိုက်နော်အမေရဲ့ဒုက္ခပါပဲအမေဝယ်လာတဲ့ဝစ်စားတွေကိုကျမဝယ်လိုက်မယ်လို့မရထင်နေရလားပြီးတော့ဈေးကနေအမေကြိုက်လို့အမေကိုယ်တိုင်ဝယ်လာခဲ့တဲ့ဝစ်ဆောင်တွေကိုလေကျမ shopping mall မှာရှိတဲ့ဝစ်စားတွေကိုပဲဝယ်တတ်တာအရာကားတွေလို့ကျန်တာတွေမှုဖို့ကျမရဲ့ဗီဒီယိုရဲ့လာကြည့်လိုက်လေ shopping mall ကနေဝယ်ထားတဲ့ဝစ်စားတွေအပြည့်ပဲ sorry နော်အမေအမေဝယ်လာခဲ့တဲ့ဒီအပေါ်အစားဝစ်ဆောင်တွေကိုကျမမဝယ်နိုင်ဘူးအမေရဲ့စင်းရဲတဲ့ချွေးမလေးကိုပဲဒါရီပေးလိုက်လေ မောင်မစွာပြောဆိုပြီးလင်ကြီးမဖြစ်သူအခန်းထဲပြန်ဝင်သွားခဲ့ပါရဲ့ချွေးမအကြီးကလည်းဝမ်းနေနေတဲ့ရခမဖြစ်သူကိုကြည့်ပြီးပြောပါရဲ့အမေကျမတို့ဒီဝက်ဆောင်လေးဒါကြိုက်တာပဲဒါနဲ့အမေဒီဝက်ဆောင်ကိုကျမလိုအပ်တာတွေပြန်ချိန်ပြီးတော့ဝတ်လိုက်မယ်ဒီလားဒါနဲ့အမေအမေချွေးမအငယ်လေးပြောတဲ့စကားတွေကိုစိတ်ထဲသိထားမနေပါနဲ့သူကအသက်ငယ်သေးရဲ့မလားအခုနားမလဲသေးရပါနောက်ဆိုရင်တော့နားလဲသွားလိမ့်မယ်စူမန်ကလည်းစိတ်ပြတ်စွာနဲ့ပစ္စည်းတွေအလုံးထားပြီးအခန်းထဲဝင်သွားခဲ့ပါရဲ့ ။ချွေမအကြီးကတော့ရခမဖြစ်သူဝယ်ပြီးရဝစ်ဆောင်လေးကိုပို့လှောက်အောင်လို့ပြင်ဆင်ပါတယ်။တရမှာတော့ယောကနဲ့ဖုန်းကောတကောဝင်လာခဲ့ပြီးဖုန်းပြောနေရင်လည်းရခမဖြစ်သူရဲ့မျက်နှာပြတ်နေပါရီဘလို့ဖြစ်တာလဲအမေအစင်ပြေးရဲ့လားအမေဖုန်းချလိုက်တာနဲ့ချက်ချင်းမျက်နှာပြတ်သွားတယ်ချွေးမလေးတို့ရေမနေ့ပြန်ကြလို့ရှင်တော့နင်တို့အဖွာအိမ်ကိုလာလဲမဲ့အဲ့ဒါကြောင့်နင်တို့မနေ့ပြန်ကြလို့ရှင်တော့အဝိစာကောင်းကောင်းဝတ်ထားကြတော့လုံလုံချုံချုံလေးဝတ်ကြကြလားနင်တို့ဘာပဲဝေဝေခေါင်းမိချုံမှဖြစ်မယ်အမေကလည်းဘလို့ရပြောနေရလဲ အမေတို့မိသားစုတစုလုံးကျမကိုလာတောင်းတဲ့အချိန်တုန်းကကြတော့ဒီလိုမဟုတ်ပါဘူးအမေတို့ကလွတ်လပ်တဲ့အတွေးခေါ်ရှိရဲ့သူပါဆိုခင်းနောက်ကြတဲ့အတွေးတွေကိုမတွေးကြဘူးဆိုပြောခဲ့ပြီးတော့အဝိစားကိုလည်းတိုက်တယ်လို့ဝေလို့ရပါတယ်လို့ပြောခဲ့ကြသေးရဲ့မဟုတ်ဘူးလားအခုမှကျမကိုစာရီဝိခိုင်းနေရဲ့ခေါင်းမိချုံရမယ်ပေါ့ဒါရီအလုံးပါရီလည်းကျမမလုပ်ချင်ပါဘူးအော်ရောင်းမရဲ့ဒီကိုနေ့တိုင်းဝက်ခိုင်းတာမဟုတ်ပါဘူးအမေကတရက်လောက်ပဲဝက်ခိုင်းတာဧည့်သည်ရှိနေတော့ခဏလေးပဲဝက်လိုက်ပေါ့ပြီးတော့ဒါအရန်ခတ်ခဲတဲ့ကိစ္စလည်းမဟုတ်ဘူးလေ ဟေ့တော်စားမနေဝင်ပြောမနေနဲ့နေလို့စင်းရဲအင်ကရောက်လာတဲ့မိမငေါ့ဆရာကြီးလာလုံနေတယ်အမေကျမဘက်ကတော့တာဝန်ယူတယ်အမေပြောတဲ့အတိုင်းဝတ်ပေးမယ်အဖွားဖြစ်သူကဒါကိုသဘောကျတယ်ဆိုရင်တော့ကျမတို့လှုပ်ပေးရမှာပေါ့အမေအရန်ကြီးလဲစိတ်ပြတ်မနေပါနဲ့အမေတောက်ဖို့အတွက်ကျမလက်ဖေ့ဖြော်ခဲ့ပေးမယ်အေးပါငါ့ရဲ့ချစ်စရာကောင်းတဲ့ချွေးမလေးနောက်နေ့မှအဖွားဖြစ်သူအင်ကိုလာလေပါရင်အရင်အချိန်မှာတော့ရခမဖြစ်သူရောချွေးမအကြီးရောနှစ်ယောက်လုံးကခေါင်းပြီးခြုံထားခဲ့ပေးမယ်ချွေးမငယ်လေးကတော့ဝစ်ချင်တာဝစ်ထားပါရဲ့ ။သူမရင်ပတ်ဟိုက်တဲ့အင်ကြီးကြီးကိုဝစ်စင်ထားတာပါ။ဒါကိုတွေ့ရနဲ့အဖွားဖြစ်သူကဒေါသထွက်ပြီးပြောပါတယ်။အမလေးချွေးမငယ်လေးရဲ့နေရမိဘတွေကနေကိုဘာမှမတင်ပေးခဲ့ဘူးလားလူကြီးတွေအရှိမဘလို့မျိုးဝစ်စားစင်ရမလဲဆိုတော့နေမသိဘူးလားပြီးတော့ငါရဲ့ချွေးမနေကဘလို့ဖြစ်တာလဲနေဘလို့ချွေးမလေးကိုရှာလာခဲ့တာလဲသူကလူကြီးတွေအရှိမဘလို့နေထိုင်ရမလဲဆိုတော့ကိုတော့နားမလည်ဘူးဒီစကားတွေကိုကြားနေခဲ့ရတဲ့အခါမှာတော့ရခမဖြစ်သူလည်းအရင်ကဝမ်းနေနေခဲ့ပါတယ်တစ်ဖက်ကချွေးမငယ်လေးကတော့ခြေဆောင်းအောင်ပြီးအခန်းထဲဝင်သွားပါတယ် အခုလက်ရှိတော့တမီရခမနှစ်ယောက်သောအဖွားဖြစ်သူကိုတတိစတာအေဝဂျီပြောနေကြပါရယ်။ရှေ့ကနိုင်ငံတထိုင်ပြီးနောက်မှာတော့အဖွားဖြစ်သူလဲရွာကိုပြန်သွားပါရယ်။ဒီလိုနဲ့ပဲအချိန်နှစ်ပတ်ကျော်ကုန်ဆုံးသွားပါပြီ။မွေးလေးပေါ်တီပွဲချင်းပေါ်မရက်ကိုရောက်ရှိလာခဲ့ပြီးမိသားစုနဲ့အကုန်လုံးကလည်းဝမ်းသာပျော်ရွှင်နေကြပါရယ်။အိမ်ကိုလည်းအလောက်ပေါ်အောင်ပြင်ဆင်ထားပါရယ်။မိသားစုတွေအားလုံးတူတူပျော်ရွှင်နေတဲ့အချိန်မှာရခမဖြစ်သူကမေးလိုက်ပါရယ်။ဟေးထွေးမအကြီးပါမလား။ သူအခုပြင်ဆင်နေတော့မယ်အခန်းထဲမှာရှိတယ်။ချွေမအကြီးကရခမဖြစ်သူပေးတဲ့ဝတ်ဆောင်လေးကိုတတိကျကျပြင်ဆင်ပြီးဝလာခဲ့ပါရယ်။သူ့သားလေးကိုလည်းပြင်ဆင်ပြီးခေါ်လာပါရယ်။ပါတီပွဲကိုလာကြတဲ့သူတွေအကုန်လုံးကလည်းသူ့မကိုပဲကြည့်နေကြတာပေါ့။ရခမဖြစ်သူကလည်းဝမ်းသာပျော်ရွှင်နေခဲ့ပါတော့ရယ်။လှလိုက်တာချွေမလေးရဲ့အေးလေဟဲ့နေ့စဉ်နေတိုင်းအိမ်လုံးတွေကိုလုံနေတဲ့ချွေမအကြီးလို့တော့မထင်ရတော့ဘူးကြည်စမ်း။ဟုတ်ပါဟဲ့လှလိုက်တာဒီဝတ်ဆောင်လေးတကယ်နဲ့အရင်အလိုက်ပြီးတော့လှတယ်ဘယ်ရောက်ဝယ်ခဲ့လဲ။ ဒီဝိဆောင်ကိုအမေကိုရိုင်းဝယ်လာခဲ့ရပါကျမတို့အတွက်ဆိုပြီးတော့အမေကိုရိုင်းစီရှောက်ပတ်ပြီးဝယ်ခဲ့ရလေအမလီအမရဲ့အမြင်ရှိလိုက်တာနော်အမရဲ့အကြိုက်ကဒီလောက်တောင်လှလိုက်မယ်လို့ကျမမထင်တာဘူးကဲဒါဆိုရင်တော့အမရဲ့ချွေးမငယ်လေးကိုလည်းခေါ်လိုက်ပါအောင်ကျမတို့သူ့ကိုလည်းကြည့်ချင်တယ်သူကအရောက်ဖက်ရှင်ကြနေပြီးတော့မဟုတ်ဘူးလားဒီအချိန်မှာချွေးမငယ်လေးကတော့ဝိုင်းခွက်ကင်ပြီးဝေတာနဲ့ရံဖြစ်နေခဲ့ပါတယ်သူကအဝတ်စားအတူဖျက်လေးကိုလည်းဝတ်ဆင်ထားပါသေးတယ်ဟဲဟိုအမျိုးသမီးကဘယ်သူလဲမူးရိုးပြီးတော့ဝေတာနဲ့အောင်ရံဖြစ်နေတယ် တမီရခမနှယောက်သားချွေမငယ်လေးကိုကြည်ပြီးတတော်လေးရှက်ရွံ့နေကြပါရဲ့အရာငါချွေမငယ်လေးကဲချွေမအကြီးရဲ့သူဘာဖြစ်နေရလဲသွားကြည့်အောင်တောက်ကြတော့ပါတီပွဲကိုလာတဲ့အမျိုးသမီးတွေအားလုံးကလည်းအန်အော်တတိကစောင့်ကြည့်နေကြပါရဲ့ဟဲနေ့ချွေမငယ်လေးကလည်းခက်ဆန်လိုက်တာဟဲမူးယူးနေတဲ့သူကများချွေမအနေနဲ့ခေါ်လာရတယ်လို့နေ့ချွေမအကြီးကိုကြည့်ပါအောင်သူနဲ့တခြားစီပဲဒီချိန်မှာချွေမအကြီးကလည်းသူ့ရောင်မလေးကိုအမြန်ဆုံးအခန်းထဲခေါ်သွားခဲ့ပါရဲ့ ခဏကြာမှာပါတီပွဲပြီးဆောင်းသွားခဲ့ပြီးအဲ့ဒီရီအားလုံးပြန်ကုန်ကြပါရယ်အရာအားလုံးဒီပုံစံအတိုင်းပဲဖြစ်နေကြရပေါ့ချွေမကြီးကတော့တရင်လုံးရဲ့တာဝန်တွေကိုယူချပေးပါရယ်ချွေမငယ်လေးကတော့ဘာအလုံးမမလုပ်ပဲနဲ့တရက်တရက်ခေးစစ်စစ်ပဲနေပါရယ်တရက်မှာတော့စုမန်ရဲ့တူလေးလက်ထက်ရတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့မိတော့စုဝင်တွေအကုန်လုံးအတွက်အဝေးစားလိုက်ဝယ်ပေးပါရယ်ကဲအိမ်မှာအားလုံးကိုအဝေးစားဝယ်ပေးပြီးတော့ပြီးနင်တို့နှစ်ယောက်ပဲကြံတော့တယ်ညနေကျရင်ငါနဲ့တူတူလိုက်ခဲ့ကြနင်တို့ကြိုက်တာကိုတခါရင်လိုက်ဝယ်လိုက်ကြနော် ငါရဲ့အကြိုက်ကိုတော့ချွေးမငယ်လေးကမကြိုက်ဘူးမလားခနာကြပါရောက်ခမဖြစ်တော့ကချွေးမလေးတွေကိုဇီးရဲခေါ်သွားပါရဲ့အရင်နေ့မှာချွေးမငယ်လေးနဲ့ဝမ်းသာပြောရွှင်နေပါရဲ့စုမန်ကစိုင်းတဆိုင်နဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့ဝေစားရကြည့်ပါရဲ့ချွေးမငယ်လေးကဝေဆောင်တစုံကိုအရန်သဘောကျသွားခဲ့ပြီးဈေးမကြီးခဲ့တဲ့အခါမှာ2000လို့ပြောပါရဲ့အမလေးဈေးကြီးလိုက်တာတရားဈေးကြီးရဲ့9000 6000တန်လောက်ဆိုရင်တော့ရပြီဒါဆိုရင်တော့အမကြီးဒါလေးကြည့်ပါဒါအဆင်ပြေ စိုင်းပါရှင်ကလည်းဝက်စားတွေထုတ်ပြပါရီဒါလေးလည်းလာတယ်ချွေးမလေးရဲ့ကြည့်အောင်ဒါလေးတွေဝယ်မယ်ဆိုရင်တော့ငါရဲ့ချွေးမလေးတွေအရန်လာမှာအမေကျမမွေပေးနိုင်ဘူးဆိုလို့ရှင်ဘာဖြစ်လို့ခေါ်လာခဲ့သေးရလဲဒီကိုခေါ်လာပြီးအဆက်ခွဲနေရလားပြီးတော့ဒီလိုစိုင်းကဝက်စားတွေကျမမွေဖို့အမေရဲ့စင်းရဲတဲ့ချွေးမလေးကိုပဲဒါတွေဝယ်ပေးလိုက်ဘာဖြစ်နေရလဲနေရလဲငါတို့အိမ်မှာမဟုတ်ဘူးအပြင်မှာတော့သူများတွေလည်းရှိရဲ့ရှက်စရာကြီးနေငါတို့လည်းနည်းနည်းထဲထွက်ပါအောင်အမေသူမကြိုက်ဘူးဆိုလို့ရှင်လဲထားလိုက်တော့ကျမတို့အတွက်ပဲဝယ်ကြမယ်အယောင်လဲလှတယ်ကျမကြိုက်တယ်မေ အေးပါအေးပါဒါဆိုနေယူလိုက်ခဏကြာမှာတော့ရောက်တော့အင်ကိုပြန်လာကြပါရဲ့ချွေမအငယ်လေးရဒေါသထွက်နေတဲ့အတွက်ကြောင့်အင်တဲကိုဝင်သွားပါရဲ့ယနေ့ခင်မှာသူကြိုက်တဲ့ဝေဆောင်ကိုတယောက်ကြားနဲ့အတူတူသွားပြန်ဝင်လာခဲ့ပါရဲ့နောက်နေ့အားလုံးမင်္ဂလာဆောင်ကိုသွားကြပြီးချွေမအကြီးဖြစ်သူကတော့ရခမဖြစ်သူရွှေပေတဲ့ဝေဆောင်လေးနဲ့လာနေပါရဲ့ချွေမအငယ်လေးကတော့သူကြိုက်တဲ့အနောက်တိုင်းဝေဆောင်လေးကိုဝစ်ပါရဲ့ဓပုံရိုက်တဲ့သူကချွေမအကြီးရဲ့ဓပုံတွေအများကြီးကိုရိုက်ကူးနေခဲ့တဲ့အခါမှာတော့ချွေမအငယ်လေးဒေါသထွက်သွားပါရဲ့ ကျွန်တော်နောက်ထပ်ဓပုံဓပုံထပ်ရိုက်လို့ရတာအမလေးအကိုကြီးအ ਨੇ ဆုံးဓပုံအပုံ20လောက်ရိုက်ပြီးပြီလေလှလိုက်တာချွေးမကြီးရဲ့ဒါလေးနဲ့အရန်လိုက်တယ်ဟုတ်တယ်အမေကိုတိုင်းပဲဝယ်ပေးလိုက်တာအမေကြိုက်တဲ့ဝတ်စုံကိုပဲကျွန်မဝတ်တယ်လေအမေရဲ့အကြိုက်ကတကယ်ကိုအရန်လှတာအမေရွေးပေးတဲ့ဝတ်စုံကိုဝတ်တဲ့အခါတိုင်းအားလုံးကချီးကျူးကြတယ်လေအေးအေးအေးဟုတ်တယ်ဟုတ်တယ်ဒါနဲ့ချွေးမငယ်လေးကဘလို့ဖြစ်တာလဲသူကအမေရဲ့နေလို့နဲ့မတူဘူးနော် သူဝင်လာတဲ့ဝက်ဆောင်တွေကတခါမှလှလည်းမလှဘူးဟဲ့မဟုတ်တာမဟုတ်တာအဲ့လိုတော့ဘယ်ဟုတ်ပါမလဲငါရဲ့ချွေးမလေးတွေကအရန်ကိုတော်လဲတော်ကြတယ်လှလည်းလှကြတယ်သူတို့ကကိုရိုင်းသဘောကျနှစ်တက်မှုကိုပဲရွေးချယ်ခြင်းကြတာလေငါချွေးမငယ်လေးရဲ့အကြိုက်ကလည်းနည်းနည်းလေးကွဲပြားတယ်ဒါလည်းကိစ္စမရှိဘူးလေလူတကူအကြိုက်တမျိုးမလားအခုခေတ်ကလေးတွေကအဝတ်စားကိုဆိုရင်တော့ကိုကြိုက်တာပဲဝတ်ချင်ကြတာသူတို့ဝတ်ချင်တာဝတ်ကြပါစေငယ်ရွယ်တုန်းဝတ်ရတာချွေးမငယ်လေးကအဝေးမှာရနေခဲ့ပေမဲ့ဒီစကားတွေအားလုံးကြားသွားပါတယ်အမေကတကယ်သဘောကောင်းလိုက်တာ ငါရဲ့နောက်ကွယ်မှာတော့ငါရဲ့ကောင်းချောင်းတွေကိုပဲရွေးပြီးတော့ပြောပေးနေတယ်။ငါရဲ့ရောင်မကိုဆိုရင်လည်းအားလုံးအမြဲတမ်းချီးကျူးကြတယ်။ဖိုတိုဂရဖာကလည်းသူ့ကိုပဲတပ်ပေါင်းတွေဆွဲရိုက်နေတယ်။လူတွေပြောကြတဲ့စကားအမှန်တော့လည်းမှန်ပါတယ်။ဈေးကြီးတိုင်းကောင်းတာမဟုတ်ဘူးတဲ့။တခါတလေကြလို့ရှိရင်တော့ဈေးသက်သာတဲ့ဝက်ဆာတွေကလည်းလှပတာပဲ။အဓိကကကိုနဲ့လိုက်ဖက်နေဖို့ပဲအရေးကြီးရဲ့။ဒီနေ့ငါလည်းအမေရွေးပေးတဲ့ဝက်ဆာကိုဝက်လာခဲ့မယ်ဆိုရင်တော့အားလုံးရဲ့ချီးကျူးခြင်းခံရမှာ။ဒီနောက်တော့အားလုံးတောင်းပန်ခဲ့ပါတယ်။သူလည်းရခမရဲ့အကြိုက်အတိုင်းပဲနေထိုင်သွားခဲ့ပါတော့တယ်။ မိသားစုတွေအကုန်လုံးကပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါရဲ့